မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ12ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့နတ်မြစ်ကိုဖျက်ကျော်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုဝင်ရောက်လာတဲ့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်အခြေစိုက်စစ်ကောင်စီရဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်အယောက်100ကျော်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးအချုပ်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနယ်ကြားဆောင်ရဲတရာကျော်ဟာဇူလိုင်လ17ရက်နေ့မှာကော်ပဇားခရိုင်ရဲ့ခရိုင်ခွဲဖြစ်တဲ့တက္ကနက်နယ်မြေကိုဝင်ရောက်လာခြင်းဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက်မီဒီယာတစ်ခုဖြစ်တဲ့ ဒါကာထရီဗျူးကဖော်ပြထားပါဗျမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဟာမနေ့ကမနက်ပိုင်းကစပြီးတော့တက္ကနက်နေဆက်တလျှောက်နေရာသုံးခုကနေဝင်လာခြင်းဖြစ်တယ်လို့သိရပါဗျ၎င်းတို့ကိုဘင်္ဂလားဒေ့ရှ်နေရာဆောင်တပ် BGB နဲ့ကမ်းခြေဆောင်တပ်ဖွဲ့ဝင်များကဖမ်းဆီးထားပြီးတော့အချုပ်ချထားတယ်လို့တက္ကနက်နေမြေအရာရှိကဒါကာထရီဗျူးကိုပြောကြားထားပါဗျမြန်မာနေချားဆောင်တပ်ဖွဲ့ဝင်တွေဝင်လာပြီးတော့ခိုးလုံလာကြတယ်လို့သိရပါဗျသူတို့တွေကလက်ရှိကျွန်တော်တို့နေချားဆောင်တပ်နဲ့ကမ်းခြေဆောင်တပ်အချုပ်ထဲမှာထားထားတယ်လုံးကြုံရေးတာဝန်ရှိတဲ့သူတွေနေဆက်တလျှောက်မှာနုံနုံကြကြရှိနေကြပါတယ်လို့ အဲ့ဒီနိုင်ငံရေးအရာရှိကပြောဆိုထားပါတယ်အရခတက်တော် AA ရဲ့မနေ့ညကထုတ်ပြန်ကြမှာလဲစစ်ကောင်စီတပ်ဖွဲ့ဝင်ခံမှန်းချေ30ခန်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုဆက်လီတွေနဲ့ထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ပဇားခရိုင်တက္ကနတ်နေကြာမြင်းနယ်မြန်မာနိုင်ငံနယ်နမိတ်မောင်တော်မြို့နယ်ကြားမှာနတ်မြစ်တစ်ခုသာချပြီးတော့တမိုင်ကန်သာကွာဝေးတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့နေကြာဆောင်ရဲများဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလမတ်လနဲ့မေလအစောပိုင်းတို့မှာလဲဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဝင်ရောက်ပူးခဲ့ပြီးတော့အခုအချိန်ဟာ၄ချိန်မြောက်ဖြစ်ကထွက်ပြေးတဲ့အရေအတွက်ဟာ960ကျော်လာပြီဖြစ်တယ်လို့သိရပါဗျ။နယ်စပ်ကိုဖြတ်ပြီးဝင်ရောက်လာတဲ့အဲ့ဒီနယ်ကြားဆောင်ရဲများကိုဘင်္ဂလားဒေ့ရှ်အစိုးရကလည်းအချိန်ချင်းလက်ခံပြီးတော့စစ်ကောင်စီထံကိုပြန်အပ်လေရှိတယ်လို့သိရပါဗျ။မြန်မာနိုင်ငံဟာတရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊ထိုင်း၊လာအိုအိမ်ကြီးချင်းနိုင်ငံ၅နိုင်ငံနဲ့နယ်နိမိတ်ထိစပ်လျက်ရှိရာစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်မပြေးဘူးတဲ့နေရာဟာလာအိုတနိုင်ငံသာကျန်တော့တယ်လို့သိရပါဗျ။ မောင်တုံးမြို့နယ်ကိုအပိသက်သိန်းယူရန်ကြိုးပမ်းနေတဲ့ AA ကဇူလိုင်လ17ရက်နေ့မှာနေ့ကြားဆောင်စက္ကန့်တစ်ခုကိုထပ်မံသိမ့်ပိုက်ကသုံးပန်းအများပြားကိုလက်ရဖမ်းဆီးထားကြောင်းပုံနဲ့တကွထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။မြို့မှာဆုံးရှုံးစေရေးအတွက်စစ်ကောင်စီကမြို့တွင်းကနေခုခံရန်ပြင်ဆင်လျက်ရှိက AA ကမြို့ကိုဝန်းရံပိတ်ဆို့ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းရေပြူမြို့အနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီးနှင်းလာတဲ့ hijack ကားတစ်စီးကိုပြစ်ခတ်တိုက်ခတ်ရာစစ်သားတအုပ်တိတ်ဆုံးပြီးတနက်တလက်နဲ့ခဲယမ်းများကိုတိမ့်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ17ရက်နေ့ညနေ3:00အချိန်ကဒဝယ်မြို့ဘက်ကနေ ရေပြူမြုပ်ဘက်ကိုရန်ကုန်တဝဲအမှတ်၈ပြည်တော်စုလမ်းမကြီးအတိုင်းမောင်းနေလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများစီးနှင်းလိုက်ပါလာတဲ့ hijack ကားတစ်စီးကိုရေပြူမြုပ်အဝင်ဆိုင်းဖို့အနည်းအယောက်မှာကြားဖြတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားတဦးသေဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာ hijack ကားကောင်းပိုင်းကြီထိမှန်ဒဏ်ရာများနဲ့ပျက်စီးသွားပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားကိုင်းဆောင်အုံပြုတဲ့ MA3 တနက်တလက်ကြီပေါက်၄ခု G150 တောင်းနဲ့ဖုန်းတစ်လုံးတို့ကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF နဲ့တဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNL တပ်ခွဲတက်တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ပြည်သူများအနေနဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအချိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စစ်ရဲအထူးအသည့်သတိနဲ့တွာလာနေထိုင်ပေးကြပါရန်တော်လိုင်းရေးတပ်ဖွဲ့များကနှိုးဆော်တိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပလောမြို့နယ်ငားမှန်ရွာကိုစစ်ကြောင်းပြန်ထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကတပ်သားတအုပ်ကိုတော်လိုင်းမဟာမိတ်တပ်တွေဘက်ကဖမ်းမှန်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုလ9ရက်နေ့နဲ့10ရက်နေ့တွေက9မိုင်ရွာကိုစစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းမဟာမိတ်တပ်တွေကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့နှစ်ဖက်ထိခိုက်ကြာဆုံးမှုတွေရှိခဲ့တယ်လို့သိရပါဗျ။ကြာဆုံးတာတွေရှိလာပြီးတဲ့နောက်စစ်ကောင်စီတပ်တွေပြန်ဆုတ်ပြီးတော့နိုင်ပိုင်းအကြာမှာ9မိုင်ရွာကိုအင်အားအလုံးရင်းနဲ့စစ်ကောင်စီတပ်တွေပြန်လည်စစ်ကြောင်းထုတ်လာတယ်လို့မြေပြင်ရဲဘော်တွေကပြောဆိုခဲ့ပါဗျ။အဲ့ဒီစစ်ကြောင်းကအသက်20ဝန်းကျင်အရွယ်စစ်ကောင်စီတပ်သားတအုပ်ကိုမနေ့ကမွန်လွဲပိုင်းမှာတော်လိုင်းမဟာမိတ်တပ်တွေဘက်ကအရှင်ဖမ်းဆီးရမိထားတာဖြစ်တယ်လို့မြေပြင်ကရဲဘော်တွေကပြောပါဗျ။မနေ့ကတိုက်ပွဲမှာကြာသွားတဲ့ လောင်းတွေကိုပြန်ကောက်ဖို့လာကြတာအဲ့ဒီမှာစစ်ကောင်စီတပ်သား၃ဦးကလမ်းမပြီးတော့ပြေးနေလို့လိုက်ရှာပြီးဖမ်းတာတယောက်ထပ်ဖမ်းမိတယ်နယ်မြေမကျွမ်းကျင်လို့လမ်းမနေတယ်လို့ယူဆရတယ်လို့ဗိတ်ခရအမတ်တဲ့တရင်ကတာဝန်ရှိသူတို့ကပြောပါတယ်ငားမိုင်ရွာကိုရောက်လာတယ်စစ်ကောင်စီစစ်ကြောင်းဟာပလောက်မြို့အခြေစိုက်စစ်ကောင်စီတမ်းမြေလေ့ကျင့်ရေးကြောင်း တိုင်းဘဟုစနစ်ကတပ်သားအစ်တတွေတော်တော်များများပါလာပြီးတော့တပ်သားအစ်တတွေကကင်းယူတဲ့တာဝန်ကိုအဓိကယူခဲ့ကြတယ်လို့မြေပြင်ကရဲဘော်တွေရဲ့ပြောပြချက်အရသိရပါဗါးအခုလ10ရက်နေ့ကဖြစ်ခဲ့တဲ့ငားမှန်ရွာတိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့ခြေလှယ်တိုက်ရဲခလိုက်ရ285ကတက်ကြက်ကြီး2ဦးကိုတော်လိုင်းရင်မဟာမိတ်တပ်တွေဘက်ကဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါးလက်ရှိမှာတော့ငားမှန်ရွာအနီးတစ်ဝိုက်မှာနှစ်ဖက်အင်အားစုတွေရှိနေပြီးတော့စစ်ရေးတင်းမာနေတယ်လို့မြေပြင်ကရဲဘော်တွေကပြောပြထားပါဗါးအလောင်းတော့လာမကောက်သေးဘူး ပုတ်ပွားနေပြီးစစ်ကောင်းစီစစ်ကြောင်းတွေကဒီနားတဝိုက်မှာပဲရှိနေတယ်စစ်ရေးကတင်းမာနေတော့မှလို့ကရင်အမျိုးသားကာကွယ်တပ် KNDO တပ်ရင်းခွန်တပ်ခွဲ9ရဲ့ခွဲမှုကပြောပြထားပါဗျ။အခုလ10ရက်နေ့က drone နဲ့တိုက်ခိုက်ခံခဲ့ရပြီးတော့ပလောမျိုးနဲ့မီးလောင်ချောင်းရွာစစ်ကောင်းစီစစ်စစ်ရေးဂိတ်ဟာလဲစစ်ကောင်းစီတပ်သားအင်အား90ခန့်ထတ်တိုးထားတယ်လို့ပလောပကဖတာဝန်ခံကိုလူထူးစီကသိရပါဗျ။အခုလောက်ဝက်အတွင်းမှာရေဖြူလောင်းလုံးနဲ့ ်ပလောမြို့နယ်တို့မှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားပြီးတော့စီရဲတင်းမာနေတာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလပီတင်ဆက်ပြရမယ်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်နွားပန်းကြီးကျေးရွာနေအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြူစောထီနိုင်သေးခေါ်ထေးထေးကိုရွာငံ PDF ကပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ10ရက်နေ့မွန်လွဲနန္ဒာရီအချိန်ကပြူစောတိနိုင်သေးခေါ်ထိထိကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးတော့၎င်းရဲ့လွဲရအတွင်းထဲကလက်ပြပုံနှလုံးကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းကိုဖမ်းဆီးခေါ်ဆောင်လာတဲ့အချိန်မှာခုခံထွက်ပြေးရန်ကြိုးစားတဲ့အတွက်ပြစ်ခတ်ရှင်းလင်းလိုက်ရခြင်းဖြစ်တယ်လို့သိရပါတယ်။နိုင်သေးခေါ်ထိထိဟာအကြမ်းဖက်စစ်ကောင်စီအမာခံပြူစောတိအဖွဲ့ဝင်ဖြစ်ပြီးတော့ရခင်ကပြစ်ခတ်ခံရတဲ့အုတ်ချုပ်ရဲမှုမန်းကြော်ရဲ့လက်ထောက်တစ်ပည့်ဖြစ်တယ်လို့သိရပါတယ်။စစ်တပ်အလို့ကြောင့်တော်လိုင်းအဖွဲ့များရဲ့နေရာများကိုလမ်းပြပေးခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များရဲ့စခန်းများစီးနင်းခံရခြင်းစခန်းမီးရှို့ခံရခြင်းရဲဘော်များဖမ်းဆီးခံရခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်းရွာငံ PDF တပ်ဖွဲ့ထံကသိရပါဗါဒါအပြင်နိုင်သေးခေါ်ထိတိဟာ2023ခုနှစ်အတွင်းမှာ၎င်းရဲ့တမတ်ကိုတပ်ဖြတ်ခဲ့တဲ့လူတပ်တရခံဖြစ်တော်လဲအရေးယူခြင်းမခံရဘူးလို့သိရပါဗါအကြမ်းဖက်စစ်ကောင်စီအတွက်လမ်းပြလှုပ်ဆောင်မှုကြောင်း2022ခုနှစ်6လပိုင်း22ရက်နေ့မှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းစီးနင်းခံခဲ့ရတယ်လို့သိရပါဗါအဲ့ဒီအချိန်ကတော်လိုင်းရဲဘော်များဟာအချိန်မီဆုတ်ခွာနိုင်ခဲ့တော်လဲစခန်းမှာရှိတဲ့ရိခါပစ္စည်းများ တဲဆက်ခန်းများမိရှုပ်ခံရခြင်းများရှိခဲ့ကြောင်းရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရွာငံ PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။2024ခုနှစ်ဇွန်လ25ရက်နေ့မှာလဲအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလမ်းပြခြင်းရက်ရွာအတွင်ပြည်သူ့ကာကွယ်ရေးရဲဘော်များဝင်ရောက်မှုရိတ်ခါပစ္စည်းများတဲဆောင်ခြင်းများကိုစောင့်ကြည့်နေပြီးတော့အကြမ်းဖက်စစ်သားရဲနဲ့ထွေအုပ်များကိုတရင်ပေးမှုကြောင့်ပြည်သူ့ကာကွယ်ရေးရဲဘော်များဖမ်းဆီးခံရခြင်းများရှိနေခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စစ်တပ်ကိုတရင်မပေးရန်စစ်တပ်တောက်တိုင်လုံနေမှုများကိုလည်းရပ်တန့်ရန် ဆက်မလုပ်ရန်အချိန်ကြိမ်သတိပေးခဲ့တော်လဲပြူစောတိလစာထောက်ပံ့ခြင်းကိုးတောင်းကိုဆက်လက်ရယူနေပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ဆက်လက်ပူးပေါင်းနေတဲ့အတွက်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းဘုတ်ကလေးမြို့နယ်ဒဇင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှုကကျေးရွာအတွင်းမှာ စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့စစ်မှုထမ်းနဲ့မပအောင် လုံပေးမယ်ဆိုပြီးတော့တအိမ်တော်ကိုငွေချက်တထောင်စီကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သစင်ကုန်းကြီးရွာမှာရွာအုပ်စု၁၀စုရှိပြီးတော့အင်ဂျီ900ကျော်ကိုဇူလိုင်လ၁၀ရက်နေ့ကစတင်ပြီးတော့ကောက်ခံနေတာဖြစ်ပြီးယာအိမ်မှုတွေကနေတဆင့်ကောက်ခံခိုင်းရတယ်လို့သိရပါဗျ။အခုကောက်တာကဒုတိယအကြိမ်ပေါ့။ပထမအကြိမ်လည်းကောက်ခံပြီးပြီးစစ်မှုထမ်းဥပဒေကြောင့်စစ်မှုထမ်းရတဲ့သူတချို့စီကလည်းငွေချေးတောင်းလို့ဓာတ်တွေလောက်ခဲ့သေးတယ်လို့သစင်ကုန်းကြီးရွာကဒေသခံတယောက်ကပြောပြလာပါဗျ။ပထမအကြိမ်စစ်မှုထမ်းဥပဒေစည်းရင်းနဲ့ပါတဲ့သူတွေစီက လည်းငွေကြေးတောင်းယူခဲ့တယ်။အာနာသိန်းစစ်တပ်ကစစ်မှုထမ်းဖို့တရွာကိုလူ30တောင်းတဲ့အချိန်မှာသူကလူ60စာလောက်ကိုစရင်ပြုစုထားတယ်။တကယ်တင်တန်းပို့လိုက်တဲ့အချိန်မှာသူ့ကိုငွေကြေးပေးနိုင်တဲ့သူတွေကိုခြံထားပြီးတော့ငွေကြေးမပေးနိုင်တဲ့အယောက်30ကိုထည့်ပေးလိုက်တာဖြစ်တယ်လို့ ဲ့ဒီဒေသခံကထပ်မံပြောဆိုထားပါတယ်အေယာဝတီတိုင်းမှာဆင်းမှုတန်းဥပဒေကြောင့်စစ်တင်တန်းတက်ရောက်ပြီးသားသူတွေကိုရခိုင်ပြည်နယ်ကိုပို့ဆောင်လိုက်ပြီးတော့နောက်ထပ်အပတ်စဉ်တွေအတွက်လည်းလူသစ်များကိုစုဆောင်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်အာနာသိန်းစစ်ကောင်စီကစစ်မြေပြင်တွေမှာစစ်သားအင်အားယောနေနေတာကြောင့်စစ်တင်တန်းတလားလောက်သာပို့ချပြီးရှေ့တန်းစစ်မြေပြင်နေရာတွေကိုပို့ဆောင်နေတယ်လို့သိရကြောင်းတင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။